်ရောင်းရဲ့တက်ပြေပြီတက်ပြေဆုံးပြီတက်ပြေသွားပြီပို့တယ်ပို့ရဲ့လာပြီလာပြီဒေါ်တက်ကြီးဆိုတာကြားဘူးကြတယ်မို့လားကျွန်တော်တို့ဟိုအရင်တော့က TV ကြော်ညာခစ်တုံးကကြော်ညာတွေမှာအဲ့ကြော်ညာတွေကိုတက်တက်ကိုစောင့်ကြည့်ရတာအပန်းဖြေဖို့ဇာဆိုတာကလည်းဒီတစ်ခုရှိတာကိုပြည်သူတွေမှာ အဲ့ချိန်ကစိတ်ဒုက္ခပေါင်း16000ကျပ်ဆင်းရဲနေရတဲ့အချိန်ဆိုတော့ဖြော်ပြည်ကြီးကဒီတစ်ခုပဲရှိတယ်။အခုလည်းပြည်သူတွေအတွက်စိတ်ဒုက္ခပေါင်း16000မကကျပ်ဆင်းနေရတဲ့အချိန်မှာစိတ်သက်တာရာတက်တာရာရကြောင်းနည်းနည်းလေးမှပဲဖြစ်ဖြစ်ရေဆက်လေးပမာအေးမြစေဖို့အတွက်ကျွန်တော်အောင်နေမျိုးကြောင်းရီချိုးကလည်းလာပြီလာပြီဒေါ်သက်ကြီးပေါ့ဗျာခုပြောချင်တာကပြန်လာပြီအချိန်၄ချိန်ခါရခဏနားလိုက်ရပြီမယ်လို့ အခုပြောချင်နေတာပြောဖို့ကတော့ပြောစရာတွေကကြုံဖန်လာတော့လေပြောအောင်ပဲဗျာပြောရင်တော့ကြ བྱ ာတပုတ်နဲ့စပြီးပြောမယ်ဗျာကြ བྱ ာကိုရွတ်ပြီးတော့ပြောမယ်တေးကြတယ်ဒီပွဲမှာငါတို့ကမရှုံးတော့ဘူးဒါစင်မြေဆက်ဖက်စစ်စစ်တက်တော်လန်ရေးသွေးကຫນွယ်လို့ဂိုင်းဆက်သွားပြီ တားစင်မြေဆက်ဖက်စစ်စစ်တက်ဒေါ်လန်ရေးဝိညာဉ်တက်ကခုံကူးသွားပြီတားစင်မြေဆက်ဖက်စစ်စစ်တက်ဒေါ်လန်ရေးမျိုးယိုပီဇာဆဲကဒေါ်လန်စိတ်နဲ့ဘဝဆက်သွားကြပြီတားစင်မြေဆက်ဖက်စစ်စစ်တက်ဒေါ်လန်ရေးသွေးသွေးချင်းထီလို့ပွင့်သွားတဲ့မိဘွားတွေလေဒေကြတဲ့ဒီပွဲဟာမင်းတို့ရှုံးပြီငါတို့နိုင်ပြီ ။ကြပြစာသားကအဲ့လောက်။ဘာကြောင့်ဘာလို့ပြောရတယ်လဲဆိုတော့နည်းနည်းရှင်းပြရရင် line ပေါ်မှာတက်ဖို့တဖို့ကျွန်တော်တွေးလိုက်ရတယ်။ကြေရောတရောမှာဆန္ဒပြနေတဲ့လူတွေဘေးမှာကရက်ကြီးနေတဲ့ကလေးတယောက်သူ့ဝင်ရှိကနေဖြတ်သွားတဲ့လူအုပ်ကြီးဆန္ဒပြတဲ့လူအုပ်ကြီးကိုသူကလက်ညိုး၃ညောင်းလက်၃ညောင်းထောင်ပြီးတော့ပြနေတာ။အသက်ကရှိလာမှာ၅နှစ်ကျော်ပတ်ဝန်းကျင်လောက်ပဲရှိသေးတယ်။ပုံလေးကအဲ့လိုမျိုးလေး အဲ့ပုံလေးကိုကြည့်ပြီးပြောရတာကျုပ်အဲ့ကဗျာကိုဆက်ရေးလိုက်ရတာပဲနေကြတာကတော့ကျုပ်တို့ဘယ်တော့မှမရှုံးတော့ဘူးဆိုတာမျိုးဆက်တွေထီကိုတော်လန့်မျိုးဆက်တွေဖြစ်သွားပြီဘုဒ္ဓဘူးကျင်းဆိုတယောက်ဘဲပုံဘဲနီးနဲ့ပဲနှိတ်ကိုကိုသွေးခွဲခွဲယူကောက်ဝက်ဘလို့ပဲလုံမယ်ပဲပြောပြောဘလို့ပဲတိုင်ငံတကာပတ်လိန်ညာပြီးတော့ပဲလုံနေတယ်ကျွန်တော်တို့သွေးတဲ့သားတဲ့မျိုးဆက်လိုက်မျိုးဆက်လိုက်ကိုသွေးကကူးသွားပြီတော်လန့်ရေးအရှိန်ကနောက်မျိုးဆက်တွေထီကိုကူးသွားပြီစေ ်တကယ်ဦးပဲကျွန်တော်တို့နိုင်ကိုနိုင်မဲ့ပွဲဒီပွဲကတော့ဘာအကြောင်းအကြောင်းအကြောင်းမှရှုံးစရာအကြောင်းမရှိတော့ဒါပေမဲ့အမှန်တရားကရောက်တာနောက်ကျတတ်တယ်ဒါပေမဲ့ဘယ်တော့မှမလာဘဲတော့မနေဘူးကဘာသမိုင်းအဆက်ဆက်မှာလည်းကြည့်ကြည့်လိုက်နောက်ဆုံးမှာတော့အမှန်တရားကသာအနိုင်ရတာပါပဲအခုဆိုလို့ရှိရင်ကြည့်လိုက်ဂျပန်ကဂျပူကောင်ရဲ့အဖြစ်ကခွေယူကောင်စားတမွန်တက်ဆိုသလိုပဲ မြင်အောင်ပြောရရင်ဗျာကျွန်တော်တို့ဝါဆိုဝါကောင်းရေကြီးတဲ့အချိန်မှာအချင်းတွင်းမြစ်တဲ့ရေပေါ်ခဏတာဖိုင်းအခက်မှာဝဲတက်လာတဲ့ဤတုံးလိုပဲအင်ဖြစ်ခေါ်တုံးခံရတာဒါဟုတ်အဟုတ်ထင်နေတာမြင်အောင်ပြောရလို့ရှင်ခွေးကလာဖျားပွဲမှာတွေ့လိုက်တယ်လို့မျိုးသူကပြောနေတာဟိုလူတည်းလဲဒိုးယူသမ ्या ဒီကောင်စားမှာပဲဆိုပြီးတော့တန်ရှင်းကြီးလှုပ်ရမှာတက်တာတက်တာဆိုတဲ့သဘောနဲ့ခေါ်ပြီးတော့ကြွေးတာသူကတော့ခွေးကလာဖျားပွဲကိုတွေ့လိုက်တယ်လို့ပဲမျက်နှာကြီးကိုဖြီးနေတာသွားပြီ ဒီငါဒီ UI မှာလက်ပေးတင်လို့မှမရတော့တာဘူးဒါကြောင့်မို့မန်ဖီးပြမိနှံ့ပြဒီဆင့်နဲ့ပဲခြေနှံ့နေရတယ်။ဟိုမှာရှည်ဆုံးနှမ်းမှာညဝေအင်ကြီးနဲ့တရုတ်မှကြီးတောင်မှပါသေးတာကျွန်တော်ကျပူကောင်မပါဘူးတမုန်လေးထဲမှာကြီးကြီးလိုက်နောက်ဆုံးနှမ်းတော့မှသူ့မှာမပါရှာဘူးကျပူကောင်ရဲ့အစင်ကဘာနဲ့တူတယ်လဲဆိုလို့ရှိရင်ကျတို့ငယ်ငယ်တုန်းကထုတ်စီတိုးတန်းကစားရင်ဘယ်သူမှမဖမ်းကြတော့ပဲကလေးလိုမျိုးပဲတက်တက်ကိုခေါ်ထုံးထား အသက်ကလည်းဖင်ဝှဖြူနေတာအခုချိန်ဒီလူကြီးတွေဂျားထဲမှာဝင်စော့နေတဲ့ထမင်းတို့ဟင်းတို့လေးအဲ့လောက်အဆင်ပဲရှိတာတဲအိတ်သွားခဲ့တဲ့အချိုးကလည်းတိုင်းပြည်ကိုရောင်းစားဖို့ငပုပစိန်ရိုးအရှက်ကိုမရှိတာအာနာတော့ဆိုရင်တိုင်းပြည်ကိုမုံနယ်တော်လဲစားမယ်ဆိုတဲ့အကောင်မျိုးခုလည်းကြီးရုရှားကိုသူဒိုးပြန်ပြီပြောရမယ့်ဒုတိယကဘာစစ်တုန်းကဒီလူတွေကသူသွားခဲ့တဲ့သူတွေကဒုတိယကဘာစစ်ကာလကမိစ္ဆာဝင်ရိုးစွန်းသုံးနိုင်ငံအစိုးရ အဲ့လိုမျိုးတွေအခုလက်ကြီးဝက်တွေဝင်နေနဲ့ပေါင်းပြီးဝက်ဝင်သုံးဝင်ဝါသုံးလုံးပေါ့ဗျာဝါသုံးလုံးစီရောက်သွားဝါသုံးလုံးစီမှာဝါဝါစာဝင်နေပြီးတော့ဝီစကီလေးကပ်ပေါင်းနေရတဲ့အဖြစ်ရောက်နေတာပေါ့ခုလဲရုရှားစီမှာဖင်မှုတောင်းထောင်ရပြန်ပြီလေသူကမှတေကန်နီမတာကူရကေရမဲ့နေတယ်လို့မျိုးဟိုပြည့်ကရဒီပြည့်ကရနဲ့စိတ်တိုးကြီးရဲ့ဘောလိုမျိုးပဲเนาะ ိုတလောကဆိုပေမဲ့မကြသောကာလကလည်းကြည်လိုက်အောင်လေရုရှားကငါတလောက်ပေါင်းနေသွားပြီးပေးနေတာပြောရတော့ငါတလောက်ပေါင်းဒီဘိုဒီပလိုမေစီပေါ့ဗျာသွေးတူတေအောင်မြန်လှုပ်ကြံထားလားမသိပြည်သူကြတော့ဘုံတောင်းမကကျဲတယ်ရုရှားကတော့ငါတလောက်ပေါင်းနဲ့ကဲနေတယ်သူရွံစရာဂျပန်တိုက်ရတာနဲ့ငါတလောက်ပေါင်းကျွေးရတာနဲ့ဖုန်မင်းညီနောင်ပြောရတာနဲ့ဒီလူရဲ့လှုပ်ရက်တွေကချီတဲ့ရွံစရာကောင်းနေပြီ ရင်သူသူ့ရဲ့ကြည်အောင်ဟိုတလောကလည်းဒီပေါက်ကြားလာတဲ့စာလိုလိုပေါ်ထုတ်စာလိုလိုလိုင်းပေါ်မှာ ပြန်လာတဲ့စာတွေကြည်ချင်းအဖြစ် CRPH and UGPDF တို့ကိုတမရောက်ဦးဝင်းမြင့်ကမသိပါဘူးလို့တက်တည်ပြကျင်ဇောနဲ့တရားရုံးကြီးချက်ကိုလစ်လုပ်ပြီးပေးလိုက်တော့မှလူတို့ရွေးကောက်ထားတဲ့တမရတစ်ယောက်ကိုတခိုးဓမြတွေလိုအကျန်းဖက်ပြန်ပေးဆွဲသွားတယ်ဆိုတာကိုလူသိရှင်ကြဝန်ခံလိုက်သလိုဖြစ်သွားတယ် ဟိုဓမ္မကျင်ဆိုးရဲကအခုတော့သူ့လုပ်ပုံကကြည်လန်ဖောက်တယ်ပြန်ချရလို့ရှင်သူ့လုပ်ပုံကိုဖောက်တယ်ပြန်ချဝရမ်းမပါပဲနဲ့စင့်ခေါ်စာမရှိပြည်အောင်စုတရားလွှတ်တော်ကိုဥထိုက်ရှောက်ထားခြင်းမရှိပဲတနက်ထောက်ပြီးဖမ်းသွားတဲ့ကိစ္စကမ္ဘာပေါ်မှာဘယ်တိုင်းပြည်မှာမှဘယ်စနစ်မှာမှတရားဝင်လုံးလို့ရတာမဟုတ်ဒါမျိုးမှနိုင်ငံတော်ပုံကံမှုစစ်စစ်အကြံဖက်စစ်စစ်ဒါမျိုးမှနိုင်ငံအာဏာကိုအကြံဖက်လူယူမှုစစ်စစ်ဒါမျိုးကမှလက်မှုလက်ချက် ပေါ်နေတဲ့နိုင်ငံတော်ယာဇဝဲမှုကြီးစစ်စစ်ပဲဒီယာဇဝဲမှုကြီးစစ်စစ်ကြီးကိုကြည်တွေးတဲ့နိုင်ငံတွေကလက်ခံပြီးတော့လက်ခံနေကြတာနော်ဒီယာဇဝဲကောင်ကိုလက်ခံနေကြတာဒီယာဇဝဲမှုကိုကျူးလွန်သူတွေကလည်းတနေ့မှမလွဲမသေးတရားဥပဒေရှေ့မောက်မှာကျတို့ရောက်ကိုသွန်းမယ်ရောက်ကိုရောက်စေရမယ်ကျွန်တော်တို့အကြောင်းလေးလဲပြောရအောင်တော့ဗျာအဲ့ဒါကြီးပြောရင်လည်းကျွန်တော်အကြောင်းလေးလဲနည်းနည်းတော့ထည့်ပြောအောင်မယ်မှုကပါလာတယ် စာအုပ်တော့တော်တော်ရှည်ရှည်လေးကျွန်တော်မပြောတော့ပါဘူးကျွန်တော်အကောင့်မိခံလိုက်ရပြန်တယ်ကျွန်တော် Facebook ဒါလည်းတင်းတို့1 2ကြပြုကြလောက်ကြတာနေမှာပေါ့ဗျာစိတ်တော့မကောင်းဘူးဒါပေမဲ့သင်္ခါရတရားဆိုပေမဲ့ကိုကလည်းဘာဖင်ရပြီးမှရှောက်တင်တဲ့ဟာကိစ္စမဟုတ်ဘူးတင်းတော့ Facebook ကလည်းဟိုထိတ်ကနေဆိုဖြစ်ကနေနေအောင်ပိတ်ချင်တာဟုတ်2015ဦးသိန်းစိန်အစိုးရဖားတစ်ပိုင်းငါးတစ်ပိုင်းအစိုးရလက်ထက်တုံးကလည်းသူတို့ကိုကြီးညိုပြက်စီလို့အဲ့ပုံကတင်ပြီး ကြီးညိုတစက်မှမရှိတဲ့သူတွေကလာပြီးတော့ဖမ်းသွားတယ်ညာကြီးတွေ့ရပုံမှန်လေးရှောက်တက်ပြီးထောင်ထဲပို့ကျွန်တော်အကောင့်ကိုသိမ့်ပြီးသူတို့ကယူတုံရေးချင်ရရေးတင်ရတင်ပြီးတော့ကျွန်မပြန်ဖြတ်ပလိုက်တယ်ဗျ2020တုန်းကလည်းတခါအဲ့လိုပဲတေရောလို့ဆိုပြီးတော့ပိတ်ခတ်လိုက်ရဗျာနဲ့ခုလဲဘယ်တော့သာမိမစစ်ပါမစစ်ကောင်းလေလက်ချက်မှန်လည်းမသိပါဘူးအပိတ်ခတ်ရောမလားမသိခဏသိမ့်သွားဗျာနဲ့ငါနဲ့တခါပေါ်လို့လားပေါ်လား အကောင့်ဖြတ်မှာမဲဆိုပြီးတော့များစာစုလေးနဲ့များထိုင်ဆောင်ထိုင်ဖြတ်နေကြလားမသိပါဘူးအခုတော့ဘာကြီးမျိုးဆိုတဲ့အကောင့်စာတုံးနေရဗျာအလိုဆက်သွယ်မပြတ်အချင်းဖက်ရလေးအောင်ချက်เสียပြောเสียလေးတွေအဲ့ဒီကနေပဲကျုပ်တို့ထက်ဆက်သွယ်ကြအောင်လားဘာကြီးမျိုးရဲ့အကောင့်ကိုအပ်ပေးကြအမျိုးတို့ကြီး ဒေါ်လာရေးကတော့လူငင်အီရောင်ကျွဲဖြစ်နိုင်သေးတာဆိုတဲ့စကားအတိုင်းပဲညီညွတ်မှုနဲ့ဒါကျုပ်တို့ကရှေ့သာဆက်လိုက်လို့ရှိရင်အောင်အောင်မှမုတ်ချမလွဲရှိစီမှာပဲဗျအဲ့တော့ရေးတော်ဘုံကအောင်အောင်ရမယ်